န္တလေးအင်းဝစကိုင်းအမရပူရာမြို့နယ်တွေကငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့တာသနိကအဆောက်အဦတွေကိုပြန်လည်တည်ဆောက်ဖို့အကူအညီတွေကြီးကြီးမားမားများရှိသေးဘူးလို့ရွှေချောင်းဆရာတော်ကမိတ်ဆိုပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ပြည်ကျရမရှလာ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မြမရှေဟောင်းဘီတုကလက်ရအများဆုံးစုဝေးတည်ရှိရာမန္တလေးအင်းဝစကိုင်းအမရပူရာစားတဲ့ရှေဟောင်းဒေသကရှေဟောင်းဘီတုကလက်ရအဆောက်အုံမျိုးစုံပြိုကျပျက်စီးခဲ့ရပါတယ်။ ကျောင်းပေါင်း35ကျောင်းပြူကြပစ္စည်းခဲ့တယ်။မုကောင်းကျောင်းတိုက်အတွင်းကပြူကြကျောင်းတွေကိုပြန်လည်တိဆောက်ဖို့မြို့သားအဆင့်အကူအညီတွေလာရောက်တာမရှိသေးဘူးလို့အလဲရွှေကျောင်းဆရာတော်ကမိန်ပါတယ်။ဆရာတော်ကတော့မြို့သားအဆင့်အနေနဲ့တော့ဘာမှလည်းမကြားပါဘူး။ကိုတကာတကမနဲ့ကိုအတိုင်းဝိုင်းနဲ့ပဲပြန်ယုံထကြမှာများပါတယ်။မြို့သားအဆင့်အစီအစဉ်ရှိတယ်လို့တော့ခုံညုံလုံးနဲ့ဘာမှမကြားသေးဘူး။သာသနာဆိုတာတော့အဓိကကတော့သာသင်္ဆာချနဲ့ တရားဟောဟာအဓိကပါပဲအဆောက်အဦဆိုတာတော့သာသနာလို့ခေါ်လို့မရသာသနာရဲ့အထောက်အပံ့ပစ္စည်းရယ်အထောက်အပံ့ပစ္စည်းမဖြစ်ဘဲနဲ့မရှိဘဲနဲ့လည်းရဟန်းနေချမ်းသာတာဒါနဲ့လုံနိုင်ဖို့တော့မလွယ်ဘူးပေါ့အဲတော့ဘုံဘုံတို့ဒီကြောင်းကြီးကအမောဓာတ်ကတိုင်လုံးတွေရောမျက်နှာချက်တွေရောထုတ်ပတ်ရောက်ပတ်တဲ့အကောင်ကရွှေဘိန်းချတယ်အဲဒါမျိုးကြောင်းကြီးစားထုတ်ဖို့ဆိုတာတော့ဘယ်လိုမှမလွယ်တော့ပါဘူး မိုးကောင်းကြောင်းတိုက်အတွင်းကအင်ဒိုယာဖျားအနောက်ဘက်မြို့မှာရှိတဲ့အမရပူရာခေတ်ကလေးကတည်ဆောက်ခဲ့တဲ့တရကင်းအုပ်လီကကြီး၄ဆင်းအပါအဝင်မြင့်တဲ့ချက်နဲ့တိုင်အလုံးကိုရွှေပင်းချထားတဲ့ခန်းနာလာတဲ့အလဲရွှေကြောင်းတော်ကြီးပြိုကျပစ္စည်းခဲ့တာဖြစ်ပါတယ်။ဒီလိုမန္တလေးမြို့ရဲ့အလဲပတ်သွားစရာအထွတ်မြတ်ထားရရွှေဟောင်းအမွေနဲ့အငွေသက်တွေဖြစ်တဲ့ရှီဟောင်းပြီးသူကလက်ရာတွေပစ္စည်းတွားရတာကြီးမားတဲ့အဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့မန္တလေးမြို့ခံတယောက်ကပြောပါတယ်။ဒီကြောင်းတော်ကြီးက ျွန်တော်တို့ဒီမန်းလေးမှာတော့သွုံမြက်ဟိုလေပတ်သွားမယ်လာမယ်ဆိုလို့ရှိရင်သွုံမြက်ထားတဲ့နေရာဒီကျောင်းတော်ကြီးဒီပါခုကဆိုတော့အဲ့ဒါကြီးပြူပြက်သွားတယ်ဆိုတော့ပြန်ပြီးတော့မြို့တည်နိုင်မယ်ဆိုရင်တော့ပြန်ပြီးတော့လုပ်ပြနိုင်မယ်ဆိုရင်တော့မှရင်တော့လို့တော့မဖြစ်နိုင်တော့ဘူးလေသူကဟိုပြောရမယ်ဆိုကြည့်ရတဲ့နေသားကဟောင်းဆိုပေမဲ့ဒီတိုင်းလေးရက်တီတီရှိနေတာလေးကနည်းနည်းတော်သေးတာပေါ့ဗျာ ုကတော့မရှိတော့ဆိုတော့စိုးစိုးမှုတစ်ခုအဲ့လိုလည်းပြောအောင်ရှီဟောင်းဘုံတော်ကြီးကျောင်းတွေပြိုကျပစ္စည်းတဲ့နောက်ဆီယာရောတန်ကားရောတွေဟာထန်လက်တဲလေးတွေနဲ့တည်င်းတုံးနေကြရပါတယ်။အလူအတန်းလာရောက်ကြတဲ့ဒါယကာဒါယကာမတွေမှာလည်းစစ်ပေးကြောင်းနေဆီယာအိမ်မီလောင်ဆုံဆောင်ကြသူတွေဖြစ်လို့သူတို့ရဲ့အလူကို လက်ခံရတာစိတ်တမ်းရဖြစ်စီရလို့ဆီယာရောကဖြည့်ဆွက်မိန်ပါတယ်။တော့တကားကမတွေရောလူကြတဲ့ပုံကိုယ်တွေရောကျေးဇူးတော်တင်နေတာကောင်းပါသူတို့စားနိုင်တယ်များ တို့တနာဆောင်အားတတ်တာဆောင်အားရှိတယ်လို့လားလူနေကြတာတော့အမတန်ဝမ်းမြောက်ဝမ်းသာဖြစ်เสียကောင်းပါအဲ့ဒါတော့ဘုံဘုံလို့လည်းပဲတချို့လားလူတဲ့တက္ကະကမာများလည်းပဲဝင်ကြည့်ပမာဏပြည့်စုံပမာဏလဲလို့အာနာတဲ့ဖွဲ့တွေလည်းတွေ့ပါတယ်တွေ့တဲ့အခါဘုံဘုံလို့ခေါ်တိုင်းပဲညလူကြဒါဒီဒီချောင်းလေးလည်းဖြစ်တာမဟုတ်တတိုင်းလေးလည်းဖြစ်တာမဟုတ်ဘူး ဲ့တော့လှူတဲ့ပုံကိုယ်တွေကိုယ်တိုင်ကလည်းပဲဒုက္ခပေါင်းစုံနဲ့တွေ့နေတဲ့အခြေဖြစ်တယ်။အဲ့တော့ဘုံဘုံတို့ကြောင့်ကိုတနေ့လာလူတဲ့ဓမ္မကြီးတဲ့ဦးဆိုလို့ရှိရင်နေရသူကိုယ်တိုင်နေရအိမ်ရှိတော့အိမ်ကမိရှုခံထားတို့တော့ဗုဒ္ဓဘာသာလည်းဖြစ်တယ်မြန်မာလူမျိုးတွေဖြစ်နေတဲ့အဲ့တော့လူပဲလည်းမနေနိုင်တော့လာသိအဲ့လိုမျိုးပုံကိုယ်တွေလှူတဲ့လူကြတော့ဘုံဘုံတို့နေတဲ့စိတ်ဓာတ်ရရတာပေါ့နော်အဲ့ဒီပေါ် မတ်လ28ရက်နေ့က Sky မြို့အနီးကိုဗဟုပ်ပြုပြီးလုခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြီးကြောင့်မန္တလေးမြို့မှာလူနေအိမ်ပေါင်း6000နေရာအစိုးရရုံးဌာနအဆောက်အုံရဲ့45ရာခိုင်နှုန်းဟိုတယ်အဆောက်အုံအခု80ဘဏ်အဆောက်အုံ60နဲ့စူပါမားကတ်နှစ်ခုထိခိုက်ပျက်စီးခဲ့ရလို့မြန်မာစာပေရဆရှ်ဧပြီလ၄ရက်ကထုတ်ပြန်ထားတဲ့သုတေသနအစာတမ်းအရာတည်ရပါတယ်ကျွန်မဟန္နာပါ